Hello အားလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေဒီနေ့ရရထားတဲ့ Manchester United နဲ့ပတ်သက်တဲ့အပြောင်းအရွှေ့သတင်းတွေအကြောင်းကိုကျွန်တော်တို့ဆွေးနွေးသွားကြပါမယ်ပထမဆုံးအနေနဲ့ကတော့ကျွန်တော်တို့ Victor Gyokeres နဲ့ပတ်သက်တဲ့အကြောင်းများကျွန်တော်ပြောမယ်ဒါပြင်ရင် Rasmus Hojlund နဲ့ပတ်သက်တဲ့သတင်းကိုကျွန်တော်ပြောမယ်ပေါ့နော်ဆိုတော့ Rasmus နဲ့ပတ်သက်တဲ့သတင်းကိုကျွန်တော်အရင်ဆုံးမပြောခင်မှာ Victor Gyokeres နဲ့ပတ်သက်ပြီးတော့မနေ့ကဒီကစားမဖြစ်သူက Manchester United ကိုပြောင်းဖို့အတွက်ငင်းငင်းဆန်ခဲ့ပြီးဖြစ်တယ်ဆိုပြီးတော့ reporting ခဲ့တဲ့ record portuguese ဆိုတဲ့ press တကူရှိတယ်။ဘာပြောရလဲဆိုတော့လက်ရှိမှာ arsenal ရဲ့ဘက်ကတော့တိုက်စင်မှုဖြစ်သူ victor gilchrist ကိုခေါ်ယူဖို့ကြိုးပမ်းမှုကိုလက်ရှိမှာစိုင်းငံ့ထားလိုက်ပြီးဖြစ်တယ်ဆိုပြီးတော့ပြောထားတယ်။အဓိကအကြောင်းရင်းကတော့ကစားမအပေါ်ကို sporting lisbon ရဲ့ဘက်ကတံပိုးတက်မှတ်ထားတဲ့ပေါင်65တန်းက imminent ကိုမရနိုင်တယ်လို့ယူဆတဲ့အတွက် Vida Gugres ကိုခေါ်ဖို့ကြိုးပမ်းမှုကိုအာဇနေဟာလက်ရှိရက်တန့်ထားတယ်ပေါ့နော်။ဒါကကျွန်တော်ရှေ့မှာကျွန်တော်မြေတန်းလေးပြောလို့ပဲ ပြောင်းလို့လက်ရှိပေါ့နော်အသင်းနဲ့ပတ်သက်လို့တိုက်စစ်အပြောင်းရွှေ့တည်င်းတွေကအမျိုးမျိုးကျွန်တော်တို့ထွက်မှာအသင်းကိုညင်းနေတယ်ရောဟိုသင်းကိုညင်းနေတယ်ရောနော်အခုပြောင်းတော့မာတွေရောဟိုနေ့ဆွေးနွေးတယ်တွေကအမျိုးမျိုးကျွန်တော်ထွက်မှာဘာလို့လဲဆိုတော့လက်ရှိအသင်းကတီတီချာတီတီချာချာအတီတီချာလှုပ်ဆောင်နေတဲ့အရာမရှိသေးလို့ပဲပြီးခဲ့တဲ့ကျွန်တော်ပေါ့နော်ဒီ sorry ဗာလေဒီအမ်ဘူမူရဲ့အပြောင်းရွှေ့ပြီးမှပဲတိုက်စစ်မှုကကျွန်တော်ညှော်လင်းလို့ရမှာအမ်ဘူမူရဲ့အပြောင်းရွှေ့မပြီးမချင်းဘလို့တည်င်းမဲ့ထွက်ထွက် เนาะကျွန်တော် breaking news တွေပါတယ်တချို့တော့ကလွှဲရင်တိတ်ပြီးတော့ယုံကြည်ရတဲ့အရာမှမရှိဘူးလက်ရှိဒီမှာဦးသေးကျွန်တော်မနီကပြောလိုပဲမနက်ကလည်းပြောလိုပဲဒီကစားမဖြစ်သူကိုအာဆင်နယ်ကဥစားပေးပြီးတော့ဂျူးပန်းနေတာမဟုတ်ဘူးသူတို့အနေနဲ့ Benjamin Sesko ကိုသူတို့လိုချင်တယ်ဆိုတော့ Sesko ကိုလိုချင်တော့ Sesko ကိုအရခေါ်ဖို့ပဲသူတို့လုပ်နေတာသူတို့ပြင်ကျွန်တော်အများအပြား28နှစ်ရွယ်ကစားသမားကိုဘယ်အသင်းမှအဲ့လောက်ပေးချင်စိမ့်မရှိဘူးတော့အာဆင်နယ်လိုမျိုးအလုပ်လုပ်တာပိုပါနေတဲ့အသင်းဆိုလို့ရှိရင်ပိုလို့တောင်မှကျွန်တော်ဘယ်တော့စူးသေးတယ်ဗျ28နှစ်ကို ေါင်65တန်းဆိုတာသူပေးမဲ့နေထားမှာကျွန်တော်မရှိဘူးအကယ်လို့နောက်ဆုံးတော့ရွေးချယ်စရာမရှိတော့ဘူးဟေ့နော်ထားပါတော့ဒီဘယ်လိုပြောမလဲဆက်စကူတို့ဘာလို့ကိုအာဆင်နယ်ခေါ်လို့မရတော့ဘူးเนาะပြီးလို့ရှိရင်အိုစီမန်တို့ဘာလို့ကိုအာဆင်နယ်ခေါ်လို့မရတော့ဘူးအဲကြလို့ရှိရင်တော့အာဆင်နယ်ဟာရွေးချယ်စရာမရှိဘဲနဲ့ယူကရက်စ်ဘက်ကိုရောက်ကောင်းရောက်လာနိုင်တယ်အဲ့လိုမဟုတ်ရင်တော့အာဆင်နယ်မှမဟုတ်ဘူးတခြားဘယ်အုံနောက်ရှိတဲ့အသင်းမဆိုဘူးဗောနော်ပေါင်65တန်းမြောက်ပေါင်65တန်း 28နှစ်ပဲကစားမတရားကိုပေးလိမ့်မယ်လို့ကျွန်တော်မထင်ဘူးကိုရီဘတ်ကအဲ့လိုပေးပြီးခေါ်ရင်တော့တော်တော်ကိုတုံးလို့ပဲတော့ဟိုဂီယိုဂရက်စ်နဲ့ပတ်သက်လို့ကလည်းကိုရီအသင်းဟာသူ့ရဲ့ဦးစားပေးပြောင်းခြင်းနဲ့အသင်းမဟုတ်ဘူးဆိုတော့ဒါလည်းနည်းကန်ကောင်းနေပြောရမယ်တကယ်ကျွန်တော်နောက်တာမဟုတ်ဘူးเนาะဟိုခုနကပြောလို့ပေါင်69သန်းဟိဘာဟိဆိုရင်တော့အာဆင်နယ်တွေမကဘူးတခြားအသင်းတွေလည်းနည်းနည်းမျက်စိကြာကောင်းကြနေတယ်ပေါင်65သန်း28နှစ်ပဲကစားမကိုဘယ်သူမှအဲ့လောက်ခေါ်ဖို့မရှိဘူးဒါအပြင်ကျွန်တော်ပေါ်တူဂီပရီးမီးယားလိဂ်ကလာတဲ့ကစားမတွေဆိုလို့ရှိရင် ခြေစွမ်းဟာဘာမှန်းသိပြီးတော့မျောလင့်ထားလို့ရတဲ့အခြေအနေမျိုးမဟုတ်ဘူး။ဥရောပရဲ့ Top 5 League မှာတောင်မရှိတော့တဲ့အခြေအနေမျိုးမှာအဲ့ဒီမှာခြေသွမ်းပြနေတာလောက်နဲ့ကျွန်တော်တို့သွားပြီးတော့အားချလို့မရဘူး။ကစားမကလည်းရှိမှာဂိုးရီအမှန်ကန်တွင်းထားတာဆိုပေမဲ့လို့ပေါ့နော်။အစဉ်ပြေတဲ့အခြေအနေမျိုးမှာရှိမိနေတယ်။ဒါကြောင့်အာဆင်နယ်ရဲ့ဘက်ကတော့လည်းရှိမှာဗီတာဂူဂရက်စ်ကိုခေါ်ဖို့တွေလည်းရှိဆိုင်းငံထားတဲ့ပေါင်65သန်းမပေးခြင်းလို့ပေါ့။နော်ဟိုကစားမကမန်ချက်စတာယူနိုက်တက်ကိုလည်းဦးစားပေးပြောင်းခြင်းနဲ့တည်းမှာမပါဘူးဆိုတော့အသင်းတာဝန်ရှိသူတွေဘက်ကဆက်ပြီးတော့ချိုးမှန်းလိမ့်မယ်လို့မထင်ပါဘူး။ ောင်းတဲ့ຢာလို့ကျွန်တော်ယူဆတယ်ဆိုတော့အဓိကဒီထဲမှာကျွန်တော်ပြောချင်တာက Resma Hoyland နဲ့ပတ်သက်တဲ့အကြောင်းအရာပါ Inter Milan အသင်းရဲ့ဘက်ကတော့တိုက်စစ်မှု Resma Hoyland ကိုခေါ်ယူဖို့အတွက်လက်ရှိမှာအချိန်မြင့်ကြိုးပမ်းလာပြီဖြစ်တယ်ပေါ့နော် Inter ရဲ့ဘက်ကတော့ Resma Hoyland ကို အပြည့်အဝဝေဝင်ပါတဲ့အငှားစာချုပ်နဲ့တော့သူတို့ခေါ်လို့တယ် United ရဲ့ဘက်ကတော့ကစားမကိုအပြည့်အဝရောင်းချလို့ပြီးတော့ Euro 55တန်းဝန်းကျင်ထိတန်ကြီးတက်မှတ်ထားတယ်ပေါ့ Euro 55တန်းဆိုတာကမဆိုဘူး မင်းပေါင်းတန်း30ဝန်းကျင်ပဲကျွန်တော်ရှိမှာပြသေးလားမစူးဘောနော်အဲ့ပြောင်းရွှေ့ကြီးကဒါမှမဟုတ်ကျွန်တော်တို့အနေနဲ့အငှားတော့ကျွန်တော်မဖြစ်ဘူးပြသေးလားကျွန်တော်အပြီးတဲ့ကျွန်တော်ဝင်မှရမှာနော်အပြီးတဲ့ကျွန်တော်ဝင်မှရမှာအပြီးတဲ့ကျွန်တော်ဆိုတော့အင်တာရဲ့ဘက်ကပြောတာပါနော်အင်တာကငါတို့အရင်ဆုံးအငှားချမယ်ဟိဘာကြီးကျွန်တော်တို့လို့မရအောင်ဆန်ချိုလိုဖြစ်ရင်ကျွန်တော်ဘယ်လိုလုပ်မလဲငွေလည်းမရဘူးကိုသိင်းလည်းပြောက်လာမယ်ဝူရူဝါရတွေကျွန်တော်ဖြစ်တော့မှာတိုက်စစ်မှုစစ်စစ်ခေါ်ဖို့ရှိတာတေးကြတယ်ဆိုရင် resmax ကိုကျွန်တော်ကအပြီးတဲ့လက်လွတ်မှကိုကျွန်တော်ရမယ်ဆိုတော့ ဝိုင်လန်နဲ့ပတ်သက်လို့လည်းအင်တာမီလန်လောက်ပဲတကယ်ကျူးပန်းလာတဲ့အခြေအနေမျိုးရှိသေးတာဆိုတော့တောင်းတော့ကျွန်တော်ကြည့်ရအောင်ပါဗျာနော်ဒီကစားမကိုထက်ပြီးတော့ဘယ်အသင်းနေမြန်ခေါ်ဖို့ကျူးပန်းလာအောင်မလဲပေါ့တကယ်ခေါ်ဖို့ကျူးပန်းလာမယ့်အသင်းနေရှိရင်ကျွန်တော်လက်လွတ်အောင်ပါအသင်းကတော့ Huayland တို့ဘာတို့ကိုတော့ဖက်တွေထားဖို့တင့်တော်တဲ့တယ်မှာပါတယ်လို့ကျွန်တော်မထင်ဘူးဗျာနော်လက်လွတ်ချိန်တက်ပြီလို့ကျွန်တော်ထင်တယ်အဲဒါအပြင်22နှစ်နှစ်ပဲရှိသေးတယ်ဘာညာဆိုပြီးမဲ့လည်းလို့ဒီထက်ပိုကောင်းလာနိုင်တော့တယ်လို့ကျွန်တော်တော့တိတ်တော့မထင်ဘူးအဲကြောင့်ဗျာနော်အသင်းအနေနဲ့ ရက်စမာဝိုင်လန်ကိုလက်လို့တင်တယ်လို့ကျွန်တော်ယူဆတယ်။အင်တာရဲ့ဘက်ကတကယ်ခေါ်မေးဆိုရင်လည်းအပြစ်တက်နဲ့လက်လို့တင်တယ်လို့ကျွန်တော်ထင်တယ်။အငှားတွေဘာတွေကမေ့တင်တဲ့နေရာမှာပါတယ်။ဆိုယူရို55သန်းနဲ့ဆိုရင်ရောင်းချဖို့ကတင့်တော်တယ်လို့ညီကလို့ထင်ကြလား။ဘယ်လိုမြင်ကြလဲဆွေးနွေးကြပါဦး။ဒီညကတော့အတင်းနဲ့ပတ်သက်တဲ့အပြောင်းအရွှေ့တင်ကအများကြီးမရှိဘူးဆိုတော့ကျွန်တော်ဒီလောက်နဲ့ပဲကျွန်တော်တွေ့ကြပါမယ်။ဆိုတော့မနေ့ပြန်မနေ့မှကျွန်တော်ပြန်ပြီးတော့တွေ့ကြပါမယ်။ချစ်ရှုအားပေးတဲ့ညီကိုများလုံးကိုကျေးဇူးများကြီးတင်ပါတယ်။